အနီ7 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ရဟန္တာလို့ထင်ရှားကြော်ကြတဲ့ဇေယျတော်ဦးကြည်လို့ခေါ်တဲ့ပခုတ်ကူသဲပုံစီရီတော်ရဦးကိတိအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာတချိန်ကပခုတ်ကူနယ်မှာရဟန္တာလို့ကြော်ကြားတော်မူခဲ့တဲ့အရင်းညဝါသည်ဇေယျတော်ဦးကြည်ဆိုတာရှိခဲ့ပါတယ်ဘွဲတော်ကတော့ဦးကိတိဖြစ်ပါတယ်သဲပုံစီရီတော်ရဇေယျတော်လို့လည်းခေါ်တွင်ကြပါတယ် ပကုတ်ဦးနယ်မှာဆရာတော်ရဲ့အံ့ဖွယ်နဲ့ကျေးဇူးကုံကအခုတိုင်ပြန့်လွင့်လျက်ရှိပါတယ်။ဆရာတော်သတင်းတုံးတဲ့တဲပုံစီတီတော်ရကပကုတ်ကူမျိုးမြက်ကန်းရွာရဲ့မြောက်ဘက်မှာရှိပါတယ်။ထိုတော်ရန်ခင်ကူများမှာမြားစိမ့်တောင်းမှန်စီတောင်းစသည်ဖြင့်တော်ရကျောင်းဌာနများကိုလည်းတောင်းမီတက်ပြီးတော့ခေါ်ဆိုကြပါတယ်။သခိုင်းတောင်းရိုးကျောင်းများကဲ့သို့ဖြစ်ပါတယ်။ဆရာတော်ရဲ့တဲပုံစီတီတော်ရတောင်းကတော့ဘာဝနာနုယောဂီပုဂ္ဂိုလ်တို့အတွက်နှစ်လိုပဲစိတ်ငြိမ်အေးချမ်းလာပါပြီလေ တော်ရဆိုပေမဲ့လည်းအခါကြီးရဲ့ကြီးတွေမှာတော့မြို့ပေါ်ကနေတေလယူတရားနာဘောင်းနာပွားတဲ့ပိဒတ်တို့နဲ့စီကားနေတတ်ပါတယ်။ဆရာတော်ရဲ့ဇာတိကတော့ညောင်ဦးမြို့အဖလှေတကြီးဦးပေခွေ အမိဒေါ်မင်းဘူးလိုပဲဖြစ်ကြပါတယ်။ထောင်နေရာလေးခုနဲ့တရင်ကျော်လမ်းပြကျော်9ရက်နေ့ညနှစ်နာရီကျော်အချိန်မှာဖွားမြင်ပါတယ်။မွေးချင်း9ရောက်မှာအကြီးဆုံးဖြစ်ပြီးတော့ငဲနာမည်ကတော့မောင်ကြီးဖြစ်ပါတယ်။ဆရာတော်ကြီးဖြစ်တဲ့တိုင်အောင်ဒီအမိတိုင်းပဲခေါ်တွင်ကြပါတယ်။ ပညာသွားရာဓာတ်တပ်ပါဆိုတဲ့သဘောပဲဖြစ်ပါတယ်။မြန်မာနိုင်ငံပြိပတ်ဒီသာသနာဝင်မှာထုံးတောက်ခဲ့တဲ့ကျဲတလုံးပဲဖြစ်ပါတော့တယ်။၁နှစ်နှစ်သားအရွယ်မှာပခုတ်ကူမျိုးပထိုးကျောင်း၌ခင်ကြီးတိုးခေါ်ဆရာတော်ဥဒုမနာထံကိုရောက်လာပါတယ်။ပထိုးကျောင်းကနမ်မေကျော်တီဟူရှင်ဘုရားကြီးရဲ့အနောက်တောင်ဘက်မှာတည်ရှိပါတယ်။35နှစ်သားမှာရှင်ဖြစ်ပါတယ်။ဘွဲ့ရှင်ဂိတ်တိဖြစ်ပါတယ်။1923ခုနှစ်နေုံလာဆန်း10ရည်နေမှာ ဒီတိုက်မှာရှိတဲ့ခက်တာသိမ်မှာဆရာတော်ဦးတုမနာကိုဥပဇေပြုမြင့်မြတ်တဲ့ရဟန်းဖြစ်ကိုရောက်တော်မူပါတယ်။ចောင်းသားဘုရားကနေရဟန်းနဝါရတဲ့တိုင်အောင်ဆရာတော်ရဲ့ခြေတော်ရဲ့မှာပြည့်ရတီကို သင်ကြားပါတယ်။သုံးဝါရမှာမန္တလေးကိုကြွရောက်ပြီးတော့စာသင်ပါတယ်။ဥက္ကဋ္ဌစာပေသင်ယူတဲ့ចောင်းတက်ကတော့ဒီကနေ့ခေတ်တန်းကားတထောင်ရှိတဲ့မန္တလေးမြောက်ပြင်နမ်မေကျော်စံចောင်းတိုက်ကြီးပဲဖြစ်ပါတယ်။ ရာဇဂုဒစိတ်တော်နှစ်ထက်ရဆရာတော်ဥတုတဒနာကအုပ်ချုပ်တော်မူပါတယ်။လဲဆရာတော်လောင်းလျာဥညာဏနဲ့ရင်းနှီးတဲ့စာသင်ပတ်မိတ်ဆွေဖြစ်ခဲ့ပါတယ်။မအိတ်မဆက်တက်ရှိကျမ်းမာဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါတယ်။မန္တလေးမှာစာပေပြည့်ရည်တင်ယူပြီးတဲ့နောက်မှာပထိုးတိုင်မှာပြန်လဲသတင်းသုံးပြီးတော့ပိရိကတ်ကျန်းစာတွေကိုပို့ချနေပါတယ်။ကိုးဝါရတဲ့တိုင်အောင် ပထိုးတိုင်မှာစာပေပို့ချလျက်တစ်ဖက်ကလည်းဝိပဿနာကိုအားထုတ်တော်မူပါတယ်။ ဇေဝါရတဲ့ခါမှာအဖေါ်မှာပေါ်ပြခဲ့တဲ့သဲပုံစီရီတောရကိုဝင်းတော်မူပါတယ်။ဇေယတော်က88နှစ်တိုင်တိုင်တောရစောက်တီးပြီးတော့အမြဲတမ်းဆုံးခံတော်မူပါတယ်။ဇေယတော်ရဲ့အထူးခြားဆုံးကတော့နေသစီတူတင်ကိုရာသက်ပံဆောင်တော်မူခြင်းဖြစ်ပါတယ်။အတူနေတဲ့တပည့်ကြီးများကပင်ဇေယတော်တခါမှလဲလျောင်းသူကိုမမြင်ဘူးလို့ဆိုကြပါတယ်။တခြားဒူတင်များကိုလည်းအခါအားလျော်စွာဆောင်တော်မူပါတယ်။ ဒုတင်၁၃မျိုးမှာနေသစီဒုတင်ဆိုတာဝရိယကိုအစွမ်းကုန်အားထုတ်ခြင်းဖြစ်ပါတယ်ကျန်၁၂မျိုးကကြောင်းတင်ငန်းဆုံးကိစ္စတို့လာဆိုင်ပါတယ်ဝရိယကိုအစွမ်းကုန်ထုတ်ပြီးတော့မောဟထိနမိဒါကိုပြက်ပြက်တက်တက်နှင်းထုတ်ခြင်းလည်းဖြစ်ပါတယ်ထိုင်လေးရဲ့အိပ်ပျော်သွားရင်လည်းနေသစီတူတည်မပြတ်ပါဘူးတရောင်ထက်မမြင်သော အမိနဲ့လည်းထိုင်ကောင်းပါတယ်နေသစီအညံစားလို့လည်းခေါ်ပါတယ်လမ်းလျှောက်ခြင်းရက်ချင်းထိုင်ခြင်းသုံးမျိုးကိုလဲလှယ်၍သာ နေပါတယ် ိတ်မပြောတော့လဲမြည်သည့်အခါမှာမလျောင်းရပါဘူးအရိယာပုတ်လေးမျိုးမှာထိုင်ရင်းဒီသာတရားဘာဝနာအလုံးမှာကိုယ်ရင်ကြဆုံးအတိတ်တော်ဆုံးဖြစ်ပါတယ်ခန္ဓာကိုယ်ညှင်းဆဲခြင်းမဟုတ်ကိလေသာကိုညှင်းဆဲခြင်းသာ ဖြစ်ပါတယ်အကျင့်ရရင်ဘာမှမခက်တော့ပါဘူးတင်းလင်းတက်တယ်ကြင့်လင်းမြတ်ပါတယ်စင်စစ်အိတ်ဆက်ခြင်းကဌိနာမိတ်တာ မောဟကိုလက်ရက်ခေါ်သည်နှင့်တူပါတယ် ဌိနမိတ်တကနိဝရဏတပါးဖြစ်တဲ့အတွက်နိဗ္ဗာန်ရွှေပြီးတတိုင်းကြီးတစ်ထပ်ပင် ဖြစ်ပါတယ်။မောဟလည်းဒီနည်း၎င်းပါပဲ။အိဆန်ငိုင်မြည်ရခြင်းကပုထုဇဉ်တို့ကိုရင်မူးတူဝေပြီးတော့အရသာလို့ထင်စေတဲ့အတွက်မာနရဲ့မှိုက်တရှင်တစ်မျိုးပဲဖြစ်ပါတယ်။အိယာမအားရှိတယ်၊ကျမ်းမာတယ်လို့ထက်ကုန်ပြီးတော့ခုခွန်ကာဝယ်တတ်ကြပါသေးတယ်။ တပန်အိယာမှာကျောဆန်အချင်းကကာမဂုံအာယုံ၅ပြာမှာဖောတပါအာယုံမင်းဖြစ်တဲ့အတွက်တိမ်မွေသောစိန်ခံခြင်းတစ်မျိုးပဲဖြစ်ကြောင်းဖွင့်ဆိုပါရယ်။ဒါကြောင့်အိချင်းကအလွန်အင်အားပြည့်တူအကျိုးရှိတဲ့အလုံးလို့ထင်ပေမဲ့ယောဂီလူအတွက်ကတော့ကောင်းကျိုးတစုံတရာမပြုတ်ပါဘူး။အဖက်ဖက်မှာအပြစ်ကြီးဖြစ်ပါရယ်။အိဆက်မှာကျမ်းမာမယ်ဆိုရင်ယုတ်တိမတန်။နေပေါင်းများစွာမအိဆက်ပဲ သို့မဟုတ်မပြောတော်လဲကြိုးခင်းရပေမလဲောင်းလဲပဲအသက်တရားတန်းမှာ120 160အသက်ရှိစွာ ကျမ်းမာပဂရိပြိဋိဘံဆံဝင်တော်မူသွားကြသောအရှင်မဟာကတ္တပအရှင်ဘာကုလာစတဲ့ရဟန္တာအရှင်မြတ်ကြီးတို့ကိုထောက်ပြတော်မူခဲ့ကြပါတယ်။ရှင်သာရိပုတ္တရာရှင်မမောက္ခဏတို့လည်းအနှစ်30လုံးလုံးကြိုးခင်းတော်မမူကြပါဘူး။နေသစီတူတင်ဆောင်တော်မူကြပါတယ်။ဒီနေ့တို့ရှင်မဟာကတ္တပရဟန်းဖြစ်ပြီးမှစပြီးတော့အသက်120တန်းအောင် အရှင်အနုရုဒာက အနှစ်90ဗတ္တိယကအနှစ်30သောနာ18နှစ်ရထပါလ12နှစ်အရှင်အနန္ဒာ15နှစ်ရှင်ရာဟုလာ12နှစ်အရှင်ဘာကူလအသက်80ကနေ160အထိနာရကပြိနိဗ္ဗာန်ဆန်တဲ့အတိုင်းကျိုးခင်းတော်မမူကြပါဘူး။သူမတိများကကျမ်းမာစွာပဲပူရပင်အသက်ရှိတော်မူခဲ့ကြပါတယ်။နေသိစီတူနေအချင်းကယောဂီတို့အတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။ မာနနဲ့စစ်တိုက်တဲ့နေရာမှာအကောင်းဆုံးသောလက်နက်ကြီးပင်ဖြစ်ပါတယ်။ဒီကံပြီးတော့နိဗ္ဗာန်ရတော်မူကြပေကုန်ပြီ။မွေစုစင်ကြမ်းနဲ့မဆန်းသောတရားဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါမယ်။ဆရာတော်ကနေ့စဉ်စီတွင်င်းကိုအမြဲဆောင်တော်မူတဲ့ကဲ့သို့တိလအခြေခံရတဲ့ခန္ဒီမေတ္တာတရားတို့ကိုလည်းအထူးဟောကြားတော်မူလေးရှိပါတယ်။ဟောကြားတဲ့နေရာမှာလည်းပြတ်သားတယ်၊နားဝင်လဲတယ်၊စိတ်ရှည်ပြီးတော့တရားမှာအလေးပြုဟောပါတယ်။ တခါကအများသည့်ကြော်ကြားတဲ့ဆရာတော်ရဲ့အံ့ဖွယ်များနဲ့ဆက်ပြီးတော့ရင်းနှီးသူများကရှောက်ထားမေးမြန်းကြပါတယ်။အကြောင်းကတော့ဆရာတော်ကတဲပုံစီတီတောင်းကနေပထိုးတိုက်ကိုအကာလညအခါတွင်မကြာခဏကြွလာတော်မူလေးရှိပါတယ်။ဘုံနယ်ဒေသမှာအစိတ်ပြင်းထန်တဲ့မွေမွေမွေဟောင်းများပေါများတဲ့ဒေသဖြစ်တော့မွေစိုးများနဲ့မကြာခဏတွေ့တော်မူရပါတယ်။လူရင်းသောမိုးဥက္ကာတွင်ပုံပြီးတော့ပေါ်တတ်ပါတယ်။ မိုးစိုးများကိုအပေါ်ပါတက်ပြီးတော့နင်းတဲ့အခါလဲနင်းမိပါတယ်။မိတ်လိုက်တဲ့အခါမျိုးမှာရန်သူရှောင်မရအောင်ကင်းချထားတဲ့ကဲ့သို့ရှိပါတယ်။ခိုမတီမဝိုင်းုံလာပြီးတော့အများအပြားရှောင်မလို့အောင်တွေ့ရတတ်ပါတယ်။တခါကဘုံဘီဘာမကုမ္ပဏီကမှုံယုံနေတဲ့စင်ကြမ်းကြီးတစ်ကောင်နဲ့ခီးရင်ဆိုင်တွေ့တော်မူရတဲ့အခါနင်းတက်မဲ့ဟန်နဲ့ရှင်းရှူးရင်ဆိုင်ပြေးလာပါတယ်။ဆရာတော်နီးကိုရောက်တော့ဆရာတော်ကဘလူမူရားမှာမပြရဘဲနဲ့အလိုလိုရှောင်းဖယ်တပြေးသွားပါတယ်။ ဒီအကြောင်းကိုရှောက်ထားကြပါတယ်အထူးသဖြင့်မွေကင်းပေါ်မှတဲ့ဒေတာဖြစ်တော့မွေမောမွေအင်းမွေကာရာလူရလူရညာလူဆရာတော်ကိုစုံစမ်းတကယ်သူဖြစ်ပါတယ်အေးကာရာပေးတီးဖြစ်တယ်ဆိုမဟုတ်လားကာရာကလုံလေလေးပါတကယ်တကယ်ရောက်တော့မယုံဘူးဒီလိုမိတ်ရှိတော့တပည့်တော်တို့ခိုင်းတာလုပ်ပါမယ်ကြက်စုံကြက်ပါမယ်ဗျာစသဖြင့်မျော်လင့်တကြီးရှောက်ထားကြဂရိပေးကြပါတယ်အေးဒူများလက်တွေကာရာတွေတရားတွေကအလွန်လွယ်ပါတယ်ကွယ်ကြက်လည်းမနေရပါဘူး ရိုးလုံးတော့လူကြိုက်နေနေတယ်တကယ်လို့ရင်အဟုတ်စွမ်းပါရဲ့လို့မိန့်တော်မူပါတယ်စိန်နှင်းရမသေးသောမာဂဝတ္ထုနာရာဂီရီဝတ္ထုစီပူလောင်းရင်မပူသောဥတ္တရာသူတို့သမီးအကြောင်းလူအုပ်တန်းစားပြည်တစားမှဘန်တို့မဒီပင်တစ္ဆာဆိုပြီးတော့မြည်ရတံပုံတားငယ်မိုးစိတ်မှုန်တဲ့အခါမှာအနှစ်60ယတိဝင်တယ်မပြောပိုင်သောယတိကြီးလင်းကိုယုံမုံးတော်လဲမိဘမျိုးယူငဲ့ပြီးတော့ပေါင်းသိမ်းခဲ့ရတဲ့မိခင် မလူလူတော်လဲမျိုးမျိုးငဲ့၍လှူနေရသော ဖခင်သုံးကိုအမှန်တိုင်းတစ္ဆာဆိုကြပုံခန္ဒီဝါရီယသိနေသာသနာပုရှင်ပုံညတီးခံပုံတရားမင်းနဲ့အတူရာတို့ကိုထောက်၍အသိပညာအာနာစီဝခွန်အားစသည်တို့ကိုကြီးမားသာလွန်သူဖြစ်လျက်အားနေသူအပေါ်တီးခံတိုင်းမှာအားရှိသောခန္ဒီဖြစ်ပုံတရားတို့ကိုမကြာခဏဟောတော်မူလေးရှိပါတယ်တရားကယုံလွန်အကြည့်တော့အမြင့်တက် အမဲ့ရနုံနုံဖြက်လန်းကသွားကျင်သူတွေတပြင်းချကြပါတော့တယ်။သီလမေတ္တာတစ္ဆာခန္ဒီစတဲ့အခြေခံတရားတွေမပါပဲကမ္မထန်ထိုင်၍ခီးမရောက်နိုင်ကြောင်းအများအပြည့်သဘောပေါက်ကလိုက်နာကျင့်သုံးကြသူများလည်းများပြားကုန်ပါတယ်။တိခံမှနိဗ္ဗာန်ရောက်ပြီဆိုတဲ့စကားကဒီနေရာမှာသုံးရပဲစကားဖြစ်ပါတယ်။အေးအနေအစားအားလုံးကိုတိခံရပါမယ်။မနက်မိုးလင်းကလေးကဒီကနေ့ငါတီးခံခြင်းကိုကျင့်သုံးရမယ်လို့တရက်စီလှီ၍ကျင့်ရပါတယ်။ သီလသစ္စာမေတ္တာတို့ကိုလည်းထို့တူပဲအထိတ်ထန်တန်ပတ်နဲ့အပြတ်အသတ်လေ့ကျင့်ယူရပါတယ်ကိုင်းပါများတဲ့ပစိယိုးမှာလက်ချောင်းရာတွေအလိုက်လိုက်ထင်လာတဲ့ကဲ့သို့အသားတက်မှန်းမသိတက်လာပေလိမ့်မယ်။ဘုရားရှင်သည်အန်ကျိတ်၍တက်ခုံ၍ပင် အာထုရှာဖွေတော်မူခဲ့ရပါတယ်။ဒီကံချင်းအရာရာမှာအရှုံးပေးခြင်းသည်ဂုံကျေးစုအလုံးတို့၏စုဝေးရာဖြစ်သည်။ကမ္ဘာနီယာမှာတရားကြီးကိုချိုးဖောက်ပြောင်းလဲစေနိုင်သည်မှာခန္ဒီစတဲ့သဘာဝဥပဒေတော်ကြီးသာဖြစ်ပါတယ်။ မင်းရှူ၍မရရေချ၍မရခုတ်ထည်၍မရှထိုးစွာ၍လည်းမပေါက်အစိတ်တောက်၍လည်းမသေးတနက်ပြည့်၍လည်းမင်းမကူအထူးထူးသောကမ္ဘာဖြစ်ရိုးဖြစ်စဉ်အမှန်တရားကြီးကိုမောင်မားလွဲချော်သွားစေနိုင်ပါれဒီမြတ်တကူးကြီးမှာအကျိုးစီးပွားများစေသလောက်ကြင် ကြင်ရမှာလဲငွေမကုန်းအလုံးမပြတ်မခက်ခဲပါဘူးယုံကြည်ခြင်းအရင်းဆိုင်ရသာလိုပါれဆရာတော်ဦးကြီးကတိရစ္ဆာန်ဆိုးများနဲ့တမကလူဆိုးများနဲ့လည်းတွေ့ကြုံတော်မူရပါれ တခါကဆုံးခံကြွတဲ့အခါမှာ90ရာတော့တစ်ခုအတွင်းမှာဗဒတ်ညှုပ်ကွင်းခြေမှစွန့်မိပါတယ်။ဆရာတော်ကရှိကိုဆက်၍မကြွဘဲရက်တော်မူပါတယ်။တခါတဦးခྱི་သွားရင်မြင်တော့ညှုပ်ကွင်းကိုဖြုတ်မယ်ပြုတော့သူ့ပိုင်းညှုပ်ကွင်းမဟုတ်၍ဖြုတ်ခွင့်မပေးပါဘူး။နောက်ညှုပ်ထောင်သူကိုလိုက်လံရှာပြီးတော့ဖြုတ်စီရပါတယ်။ဆရာတော်ကိုပြန်မွေးဆွဲခြင်းဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါတယ်။တခါကလူစုံ၄၅ယောက်ကတောရကျောင်းတွေကိုမဝင်မရဲဝင်ရောက်လာကြပါတယ် ဝေါ်ရင်လို့ခေါ်တဲ့ထန်းစင်တစ်ခုကိုလည်းယူလာကြပါတယ်။အလွန်အကျဉ်းကြီးသူတွေဖြစ်ကြပါတယ်။ဆရာတော်ကညနေချင်းလူသူရှင်းချိန်ဖြစ်တဲ့အတွက်တစ်ပင်ရေးမှာထိုင်ကမ္မထန်းထိုင်တွေကဖြစ်ပါတယ်။ဒီကတကားတူကဆရာတော်ကိုယုံကြည်လောက်အောင်တစုံတစ်ခုအကြောင်းပြပြီးတော့ရှောက်ထားဝေါ်ရင်နဲ့ပင့်ကြပါတယ်။အော်အေးအေးအေးမင်းတို့လိုရာပင့်တာပေါ့ဒီလိုမိတ်ပြီးတော့ဝေါ်ရင်ပေါ်ကိုတတ်ပါတယ်။လူစိုးများကလည်းအကြံပိုင်ပြီးလို့ဝမ်းမြောက်ဝမ်းသာထမ်းယူပင်ပင့်ကြပါတယ်။ အကြောင်းကတော့ဆရာတော်ကိုပခုတ်ကူတနေလုံးကတတိယကြွယ်များအသက်တမြကိုးခွေစည်းကကြတော့ပြန်ပွေးဆွဲလျင်ရွှေငွေလူစလုံးရမယ်လို့ကျင်းတီတွက်ပြီးတော့ပြန်ပွေးဆွဲကြခြင်းဖြစ်ပါတယ်။လေးယောက်သားမမောနိုင်မပန့်နိုင်ချွေးတီတီကြောင်ထမ်းကြပါတယ်။တနားကြီးကြောကြောကြားတဲ့အခါမှာမိမိတို့ကြိုတင်စီစဉ်ထားတဲ့လုံကျုံနဲ့စကန်းကိုရောက်ပြီးလို့ယူဆပြီးတော့ဟောကိုမြေပြင်မှာချပါတယ်။ဟောကိုချပြီးပက်ပက်လေတောင်မြုံလေးပါစိတ်ချလောက်တဲ့အချိန်နေရှိမရှိအကဲခရင်ကြည်လိုက်ကြပါတယ်။ တနားကြီးကြောကြောချွေးတိတိကြအောင်ထမ်းခဲ့ပြီနဲ့ဆရာတော်ရဲ့တောရကျောင်းဝင်းကလေးကနေအပြင်ကိုမရောက်ပါဘူးကျောင်းဝင်းအတွင်းမှာပဲခြားခြားလေးလှဲ့နေကြအောင်တတိရကြပါတော့တယ်ဒီကလူစုများတပြင်းချချွေးတုံရင်ဝင်းချကတော့ကထွက်ပြေးသွားကြပါတော့တယ်ဒါကြောင့်တဘာဝဥဒေကိုရုံရုံကြီးကြီးလိုက်နာကျင့်သုံးကြသောပုဂ္ဂိုလ်ကြီးများရဲ့ဖြစ်ရတူဟာမိမိတို့ရဲ့မျက်စိနာဆတဲ့ဒီကနေရတဲ့အသည့်ကိုသာအမှန်လို့ဆွဲလန်းနေတဲ့လူသားမန်တို့အတွက်ဒဏ္ဍာရီသာဖြစ်ကြရပါတယ် ဒီမြလောက်ရင့်ကျက်တော်မူသောဆရာတော်ကြီးများကိုမဆိုးထားနဲ့ကာမဘောဂီအိနေသူဥပဒကတချို့မှာပဲအရေးကြုံလေယုံကြည်ခက်လောက်အောင်တရားတော်ကအစွမ်းပြကြပါတယ်ယုံကြည်တယ်လောက်ကြင့်ကြံနိုင်တယ်လောက်တုံ့ပြန်မြဲဖြစ်ပါတယ်ဂျာဘူးဒီကအထက်အညာချက်သိအရက်မှာဟေတုပစ္စည်းရောစားတဲ့ပထန်24ပစ္စည်းကိုအိယာဝင်တိုင်းစီးချ၍အိတ်လီရှိသူများရှိတယ်လို့ဆိုပါတယ်တနေ့သောညမှာအိန္ဒိမှာတခိုးဝင်ပြီးတော့ခိုးတော့အထုပ်ကြီးအထုပ်ငယ်ထုပ်ပိုးအိမ်မအထွက် ထွက်ပေါက်ရှာမရတဲ့အတွက်ခြံဝင်းမှာပင်တညာလုံးခြားခြားလဲနေပါတယ်။မိုးလင်းတော့အဖမ်းခံရတယ်လို့ဆိုပါတယ်။ဒီလိုဆိုရင်ဘုရားရှင်လက်ထတော်ကထင်းခွေသမားတန်းကလေးအကလာအညာကမြို့တွင်မဝင်နိုင်တော့မြို့ပြင်မှာအိမ်မောကြနေကြမှာဘလူးကကြိုက်စားဖို့ခြေောက်ကိုကင်ဆွဲတော့ခလေးကနမောဗုဒ္ဓတာဖရာကိုရှ िख ိုးပါဤလို့ရောင်ရဲနှုတ်ထွက်မိကများနဲ့ဘလူးကြောက်လန့်ထွက်ပြေးရတဲ့ဆိုတဲ့ဖြစ်ရများကလည်းရှိခဲ့မှုပါတယ် ။ယောဂီစကံမှာဒုက္ခတထစ်တွဲကဒုက္ခတရစ်တက်ရတော့မယ်လို့မှတ်ယူရပါတယ်။မတင်သောအစာမန်းသည့်၍ချုပ်တီးထားရတဲ့အတွက်စာလောင်လုံးတဲ့ဖြစ်ယူဖြစ်စဉ်ဒုက္ခမတင်မဲမသိ၍စားမိခြင်းကြောင်းကြမဆိုင်ရပဲအလိုလိုမတဲ့စားများဆက်ခါဆက်ခါတူဦးက ပေးနေတကယ်သူလွယ်လွယ်ကူကူရယူစားမိခြင်းဆိုတဲ့အကုသူကံအဟောင်းရဲ့ဖန်တီးမှုဒုက္ခဒါမှမဟုတ်ရင်အနှောက်အယှက်လိုတတိပြုရင်းတိတာသောဒုက္ခ ဒီဥမာတိုင်းပဲအနှောက်အယှက်သဘောကိုလက်တွေ့အလုပ်ကသာခွဲခြားသိစေနိုင်ပါလိမ့်မယ်ဘလို့ဒုက္ခအန္တရာယ်ဖြစ်စေအပယ်ဒုက္ခလောက်မကြီးပါနိခံခြင်းဖြင့်ကြုံလွန်နိုင်ရပါမယ်အတိမှန်ရှိထားမှသာလွယ်လွယ်နဲ့လုံမြောက်နိုင်ပါမယ်စီရိုဦးကြီးကလည်းဒီလိုမျိုးဒုက္ခမျိုးစုံကိုဗုဒ္ဓလက်ထက်ကတာဝကကြီးများကဲ့သို့တန်ဋိဋ္ဌိကတွေ့ကြုံကြုံလွန်တော်မူနိုင်တဲ့အခါ လာမင်းသည်မိုးတိမ်အန္တရာယ်အမှောင်တူးများနဲ့ရုံးကန်လုံးထွေးနေရာမှာလွတ်လွတ်ကျွတ်ကျွတ်ကြီးထွက်မြောက်လာတဲ့အခါမှာတလောကလုံးကိုပင် အလင်းရောင်ပေးနိုင်တဲ့ကဲ့သို့ငြိမ်းဤသောတရားရောင်ကြီးတို့ဖြင့်အမှောင်ခွင်း၍အလင်းဆောင်တော်မူခဲ့ပါပြီ။လက်လာဘာကိုအောင်းနိုင်တော်မူုံဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါရစေ။ဆရာတော်ဦးကြီးကယဟန္တာလို့ကြော်ကြားလာတဲ့အမြားလှူဒန်းလူသူများလည်းကြိတ်ကြိတ်တိုးနေပါဗျာ။ ပန်းတကူဆောင်တစ်ဖြစ်ပန်းတကူသင်ငန်းပြည့်သူများလည်းများပြားလာပါတယ်။ဆရာတော်ကကောက်ယူလဲလဲ၍မဝစ်နိုင်အောင်များပြားလာတဲ့အတွက်လာရောက်ဖူးမြော်သည့်ယဟန်သာမဏေများကိုလည်းကောက်ယူစေရပါတယ်။အဆောင်အုံများကိုလည်းလူတလောက်သာစောက်ခွင့်ပြုပါတယ်။အပူလက်မခံပါဘူး။သူတို့ကောင်းတို့သည်အလွန်အလွန်ဆန္ဒနယ်ပါးကြကုန်ပါတယ်။အလွန်ဆန္ဒနယ်ပါးသောကြောင့်လည်းသူတို့ကောင်းဖြစ်လာပါတယ်။ဒါကြောင့်သဲပုံစီတီတောင်မှဖျားတဆူသိငယ်အုတ်တိုက်တစ်ခု ရေကန်တကန်ဆရာတော်တရားဝင်တဲ့အကူတစ်ခုသာရှိပါတယ်။တဲဘုံစီတီတောင်ကကြည့်လိုက်ရင်အရှိတ်ဘက်မှာမှန်စီတောင်နဲ့အေယာဝတီအရှိတ်တောင်ဘက်မှာပခုတ်ကူမြို့နဲ့ပကံညောင်ဦးပုတ်ပားတောင်တန့်ကြီးတောင်စသည်တို့ကိုကြည်နူးဝယ်ကောင်းလာပါတယ်။တဲဘုံစီတီတောင်ပတ်ဝန်းကျင်ကပင်လယ်တိမ်မြစ်တိမ်ဒေသဖြစ်တဲ့အတွက်မြေတကြောလုံးနေမြင့်မကြီးလှိုင်းထားနေပါတယ်။ မြို့ဝင်သောရလမ်းမှာတုတ်တန်ကြီးတစ်ခုရှိတော့ဆရာတော်အတွက်နေရာကောင်းတစ်ခုပင်ဖြစ်ခဲ့ပါတယ်။ပထိုးတိုင်မှာနေစဉ်ကပင်ဒီတုတ်တန်မှာညခါလာ၍နေလေးရှိတော့ဥကေဝလခေါ်တဲ့အဖေါ်တပားလဲလိုက်ပါခဲ့ပါတယ်။ဥကေဝလမှာမိုးမလင်းမီထွက်ပြေးပါတယ်။ဆုံးငံကြွလာတဲ့အခါမှာလောင်းလုံလူသူတွေများပြားလာတဲ့အတွက်ရက်ကွာအလှကြခံတော်မူရပါတယ်။သူ့ပြင်မဲ့တယ်လို့ပင်မနိုင်ပါဘူး။တောင်းကြီးတောင်းငယ်နဲ့လိုက်ပါကြပါတယ်။တပားစာသာခြံ၍ရသမျှလှူပစ်ပါတယ်။ ပစ္စည်းလေးပါးနဲ့ဆက်ပြီးတော့အတူယူဝယ်ပဲဖြစ်ပါတယ်။လိုအပ်သည့်အတွက်ပူရှံနေတဲ့ကျောင်းသင်ငန်းစိုးစေးပစ္စည်းလေးပါးတို့ကိုတူတော်ကောင်းများအားခရီးဖြင့်နေလေးလံစေသောဝင်တို့ဝင်ဖို့များသာဖြစ်စေပါတယ်။ဆရာတော်ဆုံးခံကြွလျင်ဝမ်းအသာဆုံးသူများကတော့ကိုရင်ငယ်လေးများဖြစ်ကြပါတယ်။သူတို့ကဆရာတော်မိသည့်ရက်ကွက်မှာဆုံးငံကြွမြည်ကြီးကိုစနဲနာနေကြပါတယ်ဆရာတော်ကိုမြင်အပြေးလိုက်ပြီးတော့လိုက်ကြပါတယ် ဇေယျတော်မမြင်မြင်အောင်အနှဲငယ်လုံ၍သွားပြီလေလှက်ကြည့်လှက်သည်လုံနေတတ်ကြတော့ဒီကဇေယျတော်ကလက်ရခေါ်ဟင်းသုံးလေးခွက်နဲ့တပားစာဆုံးအပြည့်ထည့်လူတတ်ပါတယ်မနိုင်မကန်လောင်းလူကြတဲ့ဆုံးများကိုလည်းတစ်မျိုးလုံးရှိရှင်ငယ်ယဟန်ငယ်များကတဆင့်လောင်းလူရတဲ့ဒုက္ခကမသေးငယ်လာပါကြီးအခါတစ်ပါးဆုံးငံကြွတော့ဆုံးတာဘက Ford ကတစည်းပါ အလူခံရပါတယ်။အကြောင်းကတော့ White Engine Company ကတရုတ်လူမျိုးတဦးကတမိငယ်အပြင်းထန်ဗကြမ်းမာရှိစဉ်အိမ်မက်ထဲမှာဖုန်းကြီးတစ်ပါးဆုံးလုံးလူရွေးဂျမ်းမာကစီးပွားတက်ကြောင်မြင်မှတ်တယ်လို့ဆိုပါတယ်။မနက်မိုးလင်းအခါမှာအေးရှိလမ်းမှာဆရာတော်ဆုံးငံရဲကြွားတော်ကိုမြင်တော့အိမ်မက်ထဲကဖုန်းတော်ကြီးဖြစ်နေပါတယ်။ဝမ်းသာအားရပဲဆုံးလုံးလှူပါတယ်။ တမိငယ်လည်းနေကောင်းစီးဝါရေးလည်းတိုးတက်လာတဲ့အတွက်ကားဆိုတာပေါ်ဦးကားစားကပဲ Ford ခေါ်တဲ့ကားတစ်စီးကိုလှူပါတယ်။ဆရာတော်ကတရားငဲ့ပြီးတော့အလှခံထားရပေနဲ့အသုံးမပြုတော့မူပါဘူး။ပြန်လုံတော်မူမှသာအလောင်းတင်ကားဖြစ်အသုံးပြုကြရတယ်လို့ဆိုပါတယ်။ရေစကြိုးဆရာတော်လေးစားမှုဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါမယ်။မဟာဝိတုဒ္ဒရာမကျောင်းနိုင်ကြီးကိုဦးစွာတီဖန်တဲ့ရေစကြိုးဆရာတော်ကြီးဦးကန္တတာရကပရိယတိမန်ကြီးလာပါတယ်။ ပြန်လုံကနီနိုင်ပိုင်းထိပရိယစာပေကိုပို့ချပါတယ်။ရွှေဆက်တော်ဖျားဘူးကြွက်စင်ပါပဲ။လှေပေါ်မှာစာပလွေဖြန့်ခင်းစာပို့ချတော်မူပါတယ်။ပရိယအာဇာနည်ကြီးဖြစ်ပါတယ်။ပထမတော့ဆရာတော်ဦးကြည်ကိုတောကြီးကန်းလို့ခေါ်ရမှာပြောဆိုသုံးလုံးလေးရှိပါတယ်။အထင်မကြီးပါဘူး။နောင်သောအခါမှာမှကိုကြီးကျုပ်တို့ကိုပြစ်မထားနဲ့တော့လို့ပြောဆိုကတရင်တနည်းချစ်ခင်လေးမြတ်တော်မူကြပါတယ်။ မကြာခဏတရားစာပေဆွေးနွေးလို့ရှိတော့အလုံးခေါင်းလာတဲ့ AR အနောက်တရုတ်မှာပရိယပြိပတ်မျိုးစေ့ကိုချပြိုးတော်မူခဲ့ကြပါတယ်။ဆရာတော်ကအမြဲပန့်တကူတစ်စီရိတ်ဒူတင်ဆောင်ပြီးတော့သင်္ကန်း၃တန်းနဲ့သာနေတော်မူပါတယ်။သင်္ကန်းမှာတန်းများအိယာမှာဂျဘိုးများဆွဲကန်နေပေနဲ့ရှင်းလင်းခွင့်မပြုပါဘူး။စားမှုနေမှုဝိမှုမှာအလွန်ချိုးချံခေါင်းပါပြီးကျင့်တော်မူပါတယ်။နိဗ္ဗာန်တက်ကြီးနဲ့တိုက်ရိုက်ဆက်သွယ်နိုင်တဲ့အရေးလက္ခဏာများပေါ်လွင်လာပါပြီတဲ့။ လက်ရခြင်းအပူဇော်ခံရခြင်းကြော်စိုးတဲ့ဂုံများကိုပဂရိဖြူစင်တဲ့စိတ်တဲ့နယ်ပဲကြော်လွန်နိုင်ဒီမှာ ထင်ရှားလာပါတယ်ပဂရိမဟုတ်ရင်လဲကြာရှည်ဟန်ဆောင်နိုင်သောအရာတွေမဟုတ်ကြပါဘူးအများစုကတက္ကရာတီလောကကိုမဆိုးထားနဲ့လက်ရခြင်းကံတာရပါပဲမကြော်တက်နိုင်ပါဘူးဒီမှာရင်နစ်ကြုံရေးသွားကြမြဲဖြစ်ပါတယ်အိန္ဒိယတီဟိုမှတန်ဝေကဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါမယ် ဆရာတော်ဦးကြည်က1955ခုနှစ်မှာအိန္ဒိယကိုဖျားဖူးကြွတော်မူပါတယ်။တရားဥပဒေရာမိဂုံတစတဲ့ဌာနများကိုလည်းကြွရောက်ဖူးမြော်ပါတယ်။1958ခုနှစ်မှာလည်းတီဟိုကျွန်းကိုကြွရောက်ပြီးတော့မဟာဇေဒီနဲ့ဆွေတော်ဆက်လီမျိုးကိုလည်းဖူးမြော်တော်မူပါတယ်။အိန္ဒိယကအပြန်ဗောဓိပင်မျိုးတစ်ပင်ပင့်ဆောင်ပြီးတော့ပကုတ်ကူပထိုးကျောင်းတိုက်ဦးမှာစိုက်ပျိုးထားတော်မူပါတယ်။ အထူးသဖြင့်အိန္ဒိယကိုကြွတော်မူတဲ့အခါကြီးစွာသောဓမ္မတန်ဝေကဖြစ်တော်မူပါတယ်။နောက်ပါဘုရားဟူယဟန်တပည့်ဒါဂါများကိုလည်းတိလကိုကြိုးစားစောက်တည်ကြမြစ်တာကိုအမျှဝေကြပါလို့မကြာခဏတိုက်တွန်းတော်မူပါတယ်။အိန္ဒိယပြည်ဘုရားပွင့်တော်မူရာဗောဓိပင်နှင့်ရွှေပလင်ဌာနကစပြီးတော့ဘုဒ္ဓဘာသာများအထင်ကရဌာနကြီးတိုင်းမှာပဲအမြင်မတော်သောရုပ်ထုများ ဟိန္ဒူဘုန်းကြီးများကိုကြီးတွေ့နေရပါတယ်။စာထဲမှာစိတ်ကူးနဲ့ဖူးရတာမှကောင်းသေးတယ်လို့လူသံမှန်တို့ညီးတွားလောက်အောင်အပြောင်းလဲကြီးပြောင်းလဲနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဗုဒ္ဓဘာသာစတင် ပေါ်ထွန်းလာတဲ့မိခင်ဒေတာကြီးမှာသာသနာရဲ့အငွေ့အသက်များသာတွေ့ရတော့တဲ့အတွက်ဘုရားဘူးများများစွာတန်ဝေကဖြစ်ကြရပါတယ်။မြေဒီခေကမြေသူမြေဝါတို့ကဗုဒ္ဓဘာသာကျောင်းများကိုမင်းရှုပြီးတော့ယဟန်တော်ပေါင်းများစွာကိုတက်ဖြတ်ကြကြအောင် ဘုရားဖူအဖွဲ့ဝင်တပည့်အချို့ကစိတ်မချမ်းမြေဝဲရာဆက်ကြောင်းလံပြောဆိုနေကြသည်ကိုဆရာတော်ကြားတော်အေးကုသိုလ်ရအောင်ကြိုးစားလာခဲ့ကြတာအကုသိုလ်မပါမလာကြစေနဲ့မြတ်စွာဘုရားပွင့်တော်မူတဲ့အိန္ဒိယတိုင်းပြည်ကြီးမှာသာသနာကွယ်ခဲ့ရတာကတခြားဘာသာတခြားယန္တူတို့ကြောင့်မဟုတ်ဘူးဘုရားရှင်ရဲ့အမွေခံသားတော်တွေကိုယ်တိုင်က ကိုယ်တန်တယ်မှာကိုယ်ပိုင်သာသနာအားနေကြလို့ပဲတိလမြတ်တာ ခေါင်းပါကြလို့ပဲသူများကိုအပြစ်ရှာတာမမှန်ကန်ဘူး နောင်ကာလသာသနာတော်ဘလို့ဆုပ်ယူမဲဆိုတာဟောထားတာအလွန်ကျယ်ဝန်းနေလူရင်းချုပ်လိုက်တော့သူများကြောင့်မဟုတ်ဘူးဘသူမပြုမိမိမှုဆိုသလိုကိုတရားပြက်လို့မာနကအခွင့်သာတာပဲတီလာကြိုးစားစောက်တည်ပြီးတော့မြေတားဖို့အမျှဝေကြကိုသာသနာမပြတ်ကြစေနဲ့လို့ဆုံးမတော်မူပါတယ်ကိုတော်တိုင်းလည်းဖျားဖွားရာပွင့်ရာတရားဥဟောရာစတဲ့တမိုင်းဝင်ဌာနတိုင်းမှာဝိပဿနာ ရှုပွားတော်မူပါတယ်ဆရာတော်ရဲ့ဩဝါဒကလည်းအလွန်ကိုတန်ဖိုးရှိလာပါတယ် နောက်ပါဘုရားဘုမှလည်းဒီခါကစပြီးတော့မေတ္တာရှုပွားချမ်းချမ်းသာသာလှည့်လည်ဖူးမြော်နိုင်ကြပါတယ်။အနိစ္စလက္ခဏာတည်နိုင်ကြပါတယ်။ကုသီလတမာရိပညာမိမိရဲ့ကိုယ်ပိုင်အစ္စဒသာသနာမှန်လင်ပဓာဏဖြစ်ကြောင်းစင်ကျင်နိုင်ကြပါတော့တယ်။မှန်လပါပဲ။ဘိုးလောက်ပြောရာကိုခန္ဓာဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါမယ်။တနေ့သောအခါမှာဆရာတော်ဦးကြီးစုံငံကြွာရရက်ွက်မှာစုံခံပြီးအပြန်ဖြစ်ပါတယ်။ ကုမ္ပဏီကျောင်းမှာအလူတစ်ခုရှိတော့ဒီလူဝဲမှာဆရာတော်ကိုရင်ဆက်ချပင့်လျှောက်ရန်စီစဉ်ထားတဲ့အချိန်လမ်းကနေစီးကျူပင့်တဲ့အတွက်အလူကိုကြွပါတယ်။ရင်ဆက်ချအမျှဝေပြီးတဲ့နောက်မှာဆရာတော်ပြန်ကြွရာဆရာတော်ထိုင်တော်မူသောနေရာမှာပိုးလုံများတလုံးလုံးတရွရွအပြေးနေတာကိုတွေ့ကြတော့ဆရာတော်မှာအနာရှိပုံရတယ်လို့ယူဆကြပါတယ်။အကျိုးကြောင့်လျှောက်တော့ဆရာတော်ရဲ့တင်မခွက်ဘယ်ချိန်ကလေးကဖြစ်နေတယ်မသိဘူး။ ပိုးလောင်များစုခဲနေသည်ကိုတွေ့ကြပါတယ်။ဈေးကူတရန်ရှောက်ကြတော့လဲလက်မခံကြပါဘူး။ခန္ဓာကိုယ်ဆိုတာပိုးလောင်တွေတွေ့နေတဲ့အိမ်ကြီးပဲလို့သာမိန့်တော်မူပါတယ်။သီးခံရင်းနဲ့ပဲပျောက်ကင်းဟန်ရှိပါတယ်။ထိုင်လေးရဲ့ချုပ်ငိမ့်တစ်ဆက်သိန်းဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါမယ်။ဆရာတော်ဦးကြီးကတတ်တော်88နှစ်တိုင်အောင်တပါးတဲ့တောရဆောက်တည်ပြီးတော့ဆုံးခံစားတဲ့ရှေးသူမြတ်တို့ရဲ့လမ်းစဉ်ကိုမဖြတ်ပါဘူး။မိုးကနေဘူးမရှောင်ဆုံးခံရတဲ့အလေးကိုဂုံယူတော်မူပါတယ်။ 58နှစ်ရှိတဲ့အခါမှာတက်ရွယ်တော်လဲကြီးယောကလည်းဖြီးစည်းလာတဲ့အတွက်တောထဲမှာတပါးတဲ့တရင်သုံးရံမတင်တော်တဲ့အတွက်ဆရာတော်ရဲ့တပည့်ဖြစ်တဲ့ဥနန္ဒိယကပထိုးချောင်းကိုပင့်ထားပါတယ်။တိစီဝရိတ်နဲ့နေသစီဒူရင်ကိုအမြဲဆောင်တော်မူပါတယ်။တနေ့တစ်နေ့ဇယားပြာတိဖြီးစည်းလာတဲ့အတွက်84နှစ်အရွယ်မှာအယိုးပေါ်အရေးတင်အကျိုးပင်ပြိုင်ပိုင်ထားလျက်ရှိပါတော့တယ်။ဇေဝါမျိုးစုံနဲ့ကုသပင်နဲ့ယောဂကတတ်တာမထင်ပါဘူး။ယောဂကဘလောက်ပြင်းထန်တော့လဲမအိပ်စက်ပါဘူး။ ကရင်ညောင်ဆောင်မှာအမြဲတမ်းငုတ်တုတ်ထိုင်လျက်သားနေတော်မူပါတယ်။မြင်ရသူတပြည့်ချို့ကကိုချင်းစာစိမ့်နဲ့အိဆက်လဲလျောင်းနေလျင်တတ်တာမြဲထိန်ပြီးအိဆက်လဲလျောင်းနေရင်တောင်းပန်ကြပါတယ်။ဆရာတော်ကတော့ခေါင်းခါ၍ပယ်မြဲပယ်တော်မူပါတယ်။ဝေဒနာနုပဒနာယဒုက္ခဝေဒနာဒုက္ခဝေဒနာအပေါ်မှာတီးခံနိုင်တဲ့ရှင်းသူတော်ကောင်းကြီးတို့ရဲ့အကြောင်းကိုသာအထက်ထက်ဟောတော်မူခဲ့ပါတယ်။ နေ့စဉ်စီတွင်ပြင်ငုတ်တုံနေရ၍မစင်းရတဲ့အပြင်ပူ၍ပင်ချမ်းသာပုံစင်းရခံနိုင်ပုံတို့ကိုလည်းမိန့်တော်မူပါတယ်ငါရတားများအာဟာရကိုမသုံးဆောင်တော့အခါမိမိနေတဲ့ကရင်ကိုကြောင်းရိပ်လွတ်ရာကိုအွှေ့ခိုင်းပါတော့တယ်။ဝင်းဤတော်ရကြောင်းအပေါ်မှာတန်တရားမဖြစ်စလို၍ဖြစ်ပါတယ်။အာဘောဂာတိကဒူတင်းလို့ခေါ်တဲ့လွင်ဒီခေါင်မြင်မှာနေခြင်းအကျင့်အတွက်လည်းဖြစ်နိုင်ပါတယ်။ ဒီရက်ပိုင်းမှာလုံးဝစကားမပြောတော့ပါဘူး။ကနေပေါ်မှာငုတ်တုတ်ထိုင်လျက်ကပ္ပတန်းအာယုံကိုသာဝင်စားတော်မူပါလေ။မြတ်စွာဘုရားရှင်သည်ဒေဝတဲ့လက်ချက်ကြောင့်ခြေမတော်မှာကြောက်ချက်ထိမှန်တဲ့ဝေဒနာကိုတမာဘက်နဲ့သိခံတော်မူရမှာသိမြင်သောနတ်မြမအားလုံးကအာဇာနည်ကြီးအဖြစ်အသီးသီးချီးကျူးလာတဲ့ကဲ့သို့ဆရာတော်ဝေဒနာသီးခံမှုကိုဖူးမြင်ကြားသိရသူများအားလုံးမအံ့ဩဘဲမနေနိုင်ကြပါဘူးလူသားမန်တို့ကပြေးထန်သောဝေဒနာတစ်စုံတစ်ခုခံစားရတဲ့အခါမှာ အနီးနားမှာအဖော်ရှိနေမှာအားရှိတယ်။ညီးတွားရမှာတတ်သားတယ်။လဲလျောင်းပြီးအနာယူနေရမှာအစာဝင်မှ ခံတာမဲ့ဆက်တဲ့ဖြင့်ထင်ရမြင်ရပြောဆိုကျင့်သုံးကြပါတယ်။ဘုရားရှင်ရဲ့တရားတော်တွေကဖြောင်းဖြောင်းကြီးစံကျင်နေပါတော့တယ်။ဘုရားလူတော်ကနေမကောင်းလေတရားရှုမရလေဖြစ်ပါတယ်။တရားရှုမမှုသည်တင်းချင်းကိုပဲတားဆီးနိုင်ပါတယ်။အသက်ရာထောင်ရှည်နိုင်သည့်အကြောင်းဟောတော်မူပါတယ်။ဝေဒနာကိုတရားဖြင့်သီးမကန်မဖြေဖြောင်းနိုင်ရင်စိတ်ဆင်းရဲခြင်းဖြစ်ရပါတယ်။ ရင်စည်းရဲခြင်းမှာလုံမြော့စေရန်ရူပါယုံတရာယုံစသည်ဖြင့်အစာတို့ဖြစ်ပြရာကာမရာဂနုတယထက်၍ဖြစ်အပ်ပြပါသည်ပရမစူးညော့စူးဝင်သည်ကိုစူးတစ်ချောင်းဖြင့်နှုတ်ထွင်ရာနောက်ထပ်စူးတစ်ချောင်းထက်၍စူးဝင်တကယ်သို့ဆုံးမတော်မူပါသည်ဆရာတော်ဦးကြည်သည်တနေ့တခြားယောဂဆိုးဝါးလာပေနှင့်ထိုင်လျက်သာဝေဒနာကို ရှုမှတ်နေရာငါးရက်လုံးလုံးအာဟာရမဝင်တရားကိုသာတွင်တွင်ကြီးရှုစားတော်မူပါသည် ဖောင်နေရ88ခုနှစ်ပထမဝါဇုလဆုပ်6ရက်နေ့ည2နာရီအချိန်မှာအရှင်မဟာကတ္တပအရှင်ဘာကုလာ မထေရကြီးများကဲ့သို့ညောင်ဆောင်ပေါ်မှာထိုင်လျက်ငုတ်တုတ်ကမ္မဇယုတ်ချုပ်တော်မူပါတယ်။ယထာပြတ်တဲ့ပေါင်းတရားနဲ့ခန္ဓာစွာတချိုကြတယ်လို့ဆိုပါတယ်။ပုထုဇဉ်တာမန်လူသားတို့ကဒုက္ခလိုထင်မြင်နေကြတဲ့အရာကိုသူတော်သူမြတ်တို့ကဒုက္ခဆိုပြီး၎င်းဒုက္ခလိုယူဆကြတဲ့အရာကိုဒုက္ခဟု၍၎င်းသိမြင်တော်မူကြပါတယ်။ တလောကလုံးကယူဆသတ်မှတ်ထားတဲ့ဒုက္ခဒုက္ခအမြင်သည်သူတော်သူမြတ်တို့ရဲ့အမြင်နဲ့ဖြောင်းဖြောင်းကြီးဆန့်ကျင်လှပါပေတယ်။အလုံးကိုကြီးညိုစရာကောင်းလာတဲ့ဆရာတော်ဦးကြည်ရဲ့အကြောင်းကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ခင်ဗျာ။ဝိဉ္စိုင်းဆရာဓမ္မစရိယဦးထေးလိုင်နဲ့အဆုံးအထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ပိုင်းမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။